မင်္ဂလာပါအားလုံးကျွန်ုပ်မှာဒေါက်တာရာဂဗင်ဒရာကတ်ကီဖြစ်ပြီး Apollo ဆေးရုံ Jubal Hills Hyderabad မှာ Micro Surgery အထူးကု Andrology Urology နဲ့လိန်ကျန်းမာရေးအထူးကုတူဖြစ်ပါသည်ယခုမှကျွန်ုပ်ဒီယောက်ျားလူမျိုးမပြိုးပွားနိုင်မှုစစ်ဆေးရာတွင်ဟော်မုန်းစမ်းသပ်မှုဘဲအချိန်မှာလိုအပ်တယ်လဲဆိုတာရှင်းပြပေးပါမည်လူတိုင်းအတွက်ဟော်မုန်းစမ်းသပ်မှုကို မလိုအပ်ကြောင်းရေဘူးရအဖြစ်ပြောနိုင်ပါသည်သို့တော့ တားအိမ်ယောဂဆိုင်ရာစံတမှုတွင်တားအိမ်ရေအတွက်နေပါနေသူများသို့မဟုတ်လိမ့်စိတ်အားနည်းခြင်းရှိသူများသို့မဟုတ်ကိုယ်ခန္ဓာစစ်ဆေးရာတွင် hypergonadism လက္ခဏာများတွေ့ရှိပါကဟော်မုန်စံတမှုလိုအပ်ပါသည်ဒါဆိုရင်တော့ဒုတိယအဆင့်လိမ့်ဆိုင်ရာလက္ခဏာများမပြည့်စုံသောဖွံ့ဖြိုးမလာခြင်းနှင့် ရင်သားကြီးထွားခြင်းတို့ပါဝင်သော testosterone ဟော်မုန်ချို့တဲ့မှုလက္ခဏာများဖြစ်သည်ဒါကြောင့်ဤအခြေအနေမျိုးများမှာကျွန်ုပ်တို့ဟော်မုန်စမ်းသပ်မှုလုပ်ရန်လိုအပ်သောနေရာများဖြစ်ပါသည် ိုးပွားနိုင်စွမ်းချို့တဲ့နေသူများအတွက်ကျွန်ုပ်တို့မကြာခဏမှာယူလိရှိသောဟော်မုန်းစမ်းသပ်မှုများပါရရှိပါတယ်လေ။ဒါရီကတော့စုစုပေါင်း testosterone သို့မဟုတ် australia ဟော်မုန်းများဖြစ်နိုင်ပါတယ်။တချို့လူနာများမှာ prolactin ကိုလည်းစမ်းသပ်နိုင်ပေမဲ့ရေပူရအောက်ထည့် prolactin ကိုမကြံပြုလို့မရှိပါ။ estrogen ကိုပါအထူးသဖြင့်ကိုယ်အလေးချိန်များသူများတွင်စမ်းသပ်ရန်အကြံပြုလို့ရှိပါတယ်။ ဒါကြောင့်ဤဟော်မုန်းများသည်မိသားစုတစုထဲမှအထူးသဖြင့်ယောက်ျားလေးတဦးပြိုးပွားနိုင်စွမ်းချို့တဲ့နေစဉ်လိုအပ်သောဟော်မုန်းများဖြစ်ပါသည်။ဒါကြောင့်ပြိုးပွားနိုင်စွမ်းချို့တဲ့မှုနဲ့ပတ်သက်ပြီးသေတနာတစ်ခုခုကြုံတွေ့ရင်သင်ငန်း dermatologist ကိုတိုင်ပင်နိုင်ပါတယ်။သူတို့ကအခြေခံတနေ့စစ်ဆေးမှုဟော်မုန်းစမ်းသပ်မှုနဲ့တက်လိုအပ်ချက်အရမျိုးရိုးကီဆက်စမ်းသပ်မှုတွေပြုလုပ်ပေးနိုင်ပြီးဆက်လက်စစ်ဆေးခြင်းနဲ့ကုသမှုအတွက်လည်းလမ်းညွှန်ပေးပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။